မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်မှာက Great Thomas ရဲ့ Chapter 7လေးတွက်နေတာရှေ့မှာ10 graph နဲ့ co graph အထိပြီးခဲ့ပြီပေါ့နော်ဒီနေ့ကတော့ set graph နဲ့ co set graph လေးကိုစတင်ပြီးမှဖြစ်ပါတယ်အဲ့တော့ set graph နဲ့ cost graph လေးကိုတင်ဖို့အတွက်ကရှေ့ကအတိုင်းပဲဒီချက်စီမှာပုံစံတွေကိုရှေ့ကနေစပြီးတော့ကြည့်လာတဲ့ကလေးတွေကတော့တည်ပြီးသားဖြစ်တယ်။ဒီချက်က5 key points ကနေစစဉ်းစားတာဖြစ်တယ်ပေါ့နော်။အဲ့ဆိုတော့5 key points ကနေစစဉ်းစားတာမို့လို့1 cycle unit အတိုင်းပေးတယ်လို့ပြောတယ်နော်။1 1 unit cycle အတိုင်းပေါ့နော်။1 unit cycle အတိုင်းဆိုတော့ဒီချက်ကဘာတွေပေးလဲဆိုတော့0ပေးတယ်ပြီးရင် by by 2ပေးတယ်ပိုင်းပေးတယ်3 ပိုင်ပိုင်ဒူပေးတယ်ဒူပိုင်ပေးတယ်ဒီလိုပေးတာเนาะဒီကြားမှာတွေကပိုင်ပိုင်3ပိုင်ပိုင်6ထပ်ပေးလို့ရသေးတယ်ပေါ့เนาะကိုပေးချင်တဲ့ထောင်လေးတွေဒီကြားမှာဆက်ပေးလို့ရသေးတယ်45ဆိုပိုင်ပိုင်4လို့ပေါ့เนาะအဲ့လိုပေးလို့ရတယ်ဒီအဓိကပေးလိုက်တာကဒီဝင်ရိုးကိုအဓိကပေးလိုက်တယ်ပေါ့เนาะ1 unit circle ပေးလိုက်တယ်ဒါဆိုရင်ဒီမှာ set ကိုတီးရမှာကဒီချက်တော့ set ဆိုတာကဘယ်သူရဲ့ပြောင်းပြန်လဲကိုဆက်ရဲ့ set ဆိုတာက cos ရဲ့ပြောင်းပြန်ဖြစ်တယ်ပေါ့เนาะ set ဆိုတာက concept ပြောင်းပြန်ဖြစ်တယ်။ဒါဆိုရင်သူက set လို့မြင်လိုက်တာ ਨੇ တချို့တော့เนาะ set x လို့မြင်ခြင်းပါလဲ1 by cos လို့မြင်ရမှာဖြစ်တယ်เนาะအဲ့တော့ဒီမှာ set x ဒီ1 by cos x လို့မြင်ရမှာဖြစ်တဲ့အတွက် ဒီ1 by cos x ဒီလို1 by နဲ့ခံပြီးဆိုရှေ့မှာ10လို့ cot တို့မှလည်းဒီချေတော့တိခဲ့ပြီးသားဖြစ်တယ်ပေါ့နော်။ဘိုင်းချီမှာဂိမ်းလုံးပါလာပြီဆိုရင် undefined တိုင်ဖို့တန်ဖိုးပါလာနိုင်တာပါလာပြီပေါ့နော်။ undefined တိုင်ဖို့ပါလာတာမှုလို့ undefined တန်ဖိုးပါလာတာမှုလို့ အစမ်းတုတ်လိုက်ရှိမယ်ပေါ့နော်အစမ်းတုတ်လိုက်ရှိမယ်ဒါဆိုရင်ဘသူ့ကိုအရင်စဉ်းစားမလဲဆိုတချို့က cost ကိုအရင်စဉ်းစားမယ်နော် cost graph လေးကိုအရင်စဉ်းစားမယ်ဘာကြောင့်လဲ cost နဲ့ 1. point cost ဆိုတာဘယ်အောင်မြတ်မဖြစ်နေဘူးလားဖြစ်နေတယ် reflection ပေါ့နော်သူတို့နှစ်ခုဟာ reflection ဖြစ်တယ်ဒါကြောင့်မလို့ cost နဲ့ 1. point cost နဲ့ဟာဘယ်အောင်မြတ်ဖြစ်နေတာဖြစ်တဲ့အတွက်ထုံးစံအတိုင်းတချို့ပြီးမဲ့ဟာကဘာအရင်စပြီးမလဲ 0စပေးမယ်နော်0စပေးတဲ့အခါမှာဒီမှာ0ထည့် cos 0က1ဒါအရှိမ cos graph မှာတိခဲ့ပြီးသားနော်ပြီးရင်ပိုင်းပိုင်း2ပေးရင် cos ပိုင်းပိုင်း2က0ဖြစ်တယ်ပြီးရင် cos ပိုင်းပိုင်း2ဆို0ဖြစ်သွားပြီနော်ပြီးရင်ပိုင်းပေးမယ်ပိုင်းပေးလိုက်လို့ရှင်ရင် cos ပိုင်းက -1 ဖြစ်ရတယ်ပြီးရင်ပိုင်းပေး -1 ရရတယ်3ပိုင်းပိုင်း2ဆို0ပြန်ဖြစ်သွားပြီပေါ့เนาะဆိုတော့ cos 3ပိုင်းပိုင်း2က0 ပြီးရင်ဘာပေးမလဲ2ပိုင်ပေးမှာဖြစ်တဲ့အတွက် cos 2ပိုင်က1ရမယ်เนาะအဲဆိုတော့2ပိုင်ကောမာ1ပေါ့ပြီးရင်ဒီစရော minus ဘက်ကိုတစ်ဖြတ်ပေးထားတယ်ဆိုရင် minus ပိုင်ပိုင်2ပေးတယ် minus ပိုင်ပေးတယ်เนาะအဲ့တော့ minus ပိုင်ပိုင်2ဆိုဒီလိုလေတာဖြစ်တယ်ဆိုတော့0ရမှာပေါ့เนาะပြီးရင် minus ပိုင်ဆိုရင်ဘာပြန်ရမလဲ minus 1ပြန်ရမယ်ပေါ့ဟုတ်ပြီဒါဆိုရင်ဒါလေးရပြီဆိုရင် ဒါလေးရပြီဆိုရင်ဒီတို့ကဒီမှာထည့်ကြည့်မယ်နော်ဒီမှာထည့်ကြည့်မယ်ဆိုတော့ set က1 by cos မှာအရင်ဆုံးဒီတို့0ပေးလိုက်တဲ့အခါမှာ cos 0ဆိုရင်1ဖြစ်တဲ့အတွက်နော်ဒီမှာ by 1ဖြစ်မှာဆိုတော့1ပဲနောက်တစ်ခုက by 0ဖြစ်သွားမှာပေါ့နော် y လေးတွေလိုက်ထည့်မှာနော်1 by 0ဖြစ်သွားမယ်1 by 0ဆိုတော့ undefined ဖြစ်တဲ့အတွက် by by 2, undefined နော် under 5ပြီးရင်ပိုင်က -1 နဲ့ပိုင်ဖြစ်မှာ1 by -1 ဖြစ်မှာဖြစ်တဲ့အတွက် -1 ပဲเนาะအဲ့တော့ပိုင်ကောမှာ -1 เนาะပြီးရင်3ပိုင်ပိုင်2က by 0ဖြစ်သွားမယ်เนาะပိုင်ခြေမှာ0ဖြစ်သွားရင် under 5ဖြစ်တဲ့အတွက်3ပိုင်ပိုင်2ကောမှာ under 5 ကလေးတော့ undefined ပြည်စုံရေးလိုက်တစ်ချက်အတူပေါက်ရေးလိုက်ပြီနော်ဒူပိုင်ဒူပိုင်ကကြတော့ constant ဘူကဘိုင်1ဖြစ်သွားမှာဖြစ်တဲ့အတွက်1 by 1ဆိုတော့1ပဲတခါ minus by by 2ဆိုတာက0နော်0ဆိုတော့1 by 0ဆိုတော့ undefined ထွက်တယ်ပြီးရင် minus by ဆိုရင်ကြတော့အဲ minus 1ဖြစ်တဲ့အတွက်1 by minus 1ဆိုတော့ minus 1ပေါ့နော်အဲ့တော့ ဒီကျတော့ cost graph လေးအရင်ဆွဲမယ်နော် cost graph အရင်ဆွဲမယ်ပြီးရင် assemble တုတ် line လေးတွေဆွဲမယ် assemble တုတ် line လေးတွေကဘယ်မှာလဲဆိုတော့ပိုင်ပိုင်ဒူးမှတကြောင်3ပိုင်ပိုင်ဒူးမှတကြောင်ဆွဲမယ်ပေါ့နော်ပြီးရင်ဒီဘက်မှာအဲ minus ပိုင်ပိုင်ဒူးမှတကြောင်ပေါ့ သုံးချောင်းဆွဲမယ်နော်အဲ့ဒါဆိုရင်အဲ့ဒီမှာ cos graph က0.1 π/2 0ကရှေ့မှာ cos graph ကရခဲ့ပြီးသားဖြစ်တဲ့အတွက်တစ်ချက်ဆွဲပြီးသားပြမယ်ဒါ cos graph လေးအရင်ဆွဲလိုက်တယ်အစမ်းတုပ်လိုင်းလေးတွေတက်လိုက်တယ်နော်ဒါဆိုရင် cos graph မှာအစမ်းတုပ်လိုင်းလေးတွေတက်ပြီးပြီဆိုရင်ဒါ point ကကလေးတို့ကတိပြီးသားနော် point ကတိပြီးသားဆိုခုနကပါရလဲ cos graph က0.1မှာတစ် point ပြီးရင်ပါလဲ π/2 comma က0မှာ1 point เนาะ pin pin 2 comma 0မှာ1 point ပြီးရင်အဲ pin comma minus 1မှာ1 point ဒါကကြတော့3 pin pin 2 comma 0မှာ1 point 2 pin comma 1မှ2 point เนาะဒါလေးอ่ะပြီးရင်အနှုတ်ဖက်မှာကြတော့ minus pi pi 2, 0, 1 point ရှိမယ် minus pi comma minus 1မှာ2 point ရှိမယ်ဒါက cos graph ဖြစ်တဲ့အတွက်ဒီလိုတော့ point ချပြီးရင်ဒါ cos graph လေးဆွဲလိုက်ပြီးဒီ ठी များတက်မယ်ပေါ့เนาะဒီအပေါ်လေးကဆဆွဲခြင်းလဲမြားတက်ဆိုတာ clear တော့ပုံရသွားပြီရရင်ဒါကကြတော့ y equal to ဘယ်သူအတွက်လဲ cos x အတွက် teacher ဆွဲထားတာဖြစ်တယ်အခုသူကအခု teacher တို့မှာရှိနေတဲ့ point ဟာဒီမှာเนาะ pi pi 2 comma 0ဆိုတော့ pi 0ဖြစ်မဲ့နေရာမှာကအစမ်းတုပ်လိုင်းတစ်ကြောင်ပြီးရင်ဒီမှာ0ဖြစ်မဲ့နေရာမှာအစမ်းတုပ်လိုင်းတစ်ကြောင်0ဖြစ်မဲ့နေရာမှာအစမ်းတုပ်လိုင်းတစ်ကြောင်ဆွဲမယ်ဆိုတော့3ချောင်းရမယ်3ချောင်းရပြီးရင် cos graph ဟာပြောင်းမြန်ဖြစ်တယ်ပေါ့เนาะเนาะ1 pi cos ဆိုတော့ဒီချက်တော့ဘာဖြစ်လဲ ကပ်ကဗျောင်းမြန်ဖြစ်တယ်။ဗျောင်းမြန်ဆိုတော့အခုဒီမာကဒီမာမက်ဆီမမ်ဖြစ်နေတာ cos အတွက် maximum ဆိုရင်ဗျောင်းမြန်ဖြစ်တဲ့အတွက်ကပ်ကဒါဆိုရင် open down ပေါ့နော် open down အောက်ဖက်ကိုလှည့်တယ်ဆိုတော့ခုတီချာတို့ကဘာဖြစ်သွားမလဲ opens up ဖြစ်သွားမှာအပေါ်ကိုလှည့်မှာအဲ့ဒီအပေါ်ကိုလှည့်တဲ့အခါမှာ point လေး2 point လောက် ရှေ့ကတန်းကျန်လုံးဝရှာတယ်လို့မျိုးတချို့တော့ point ရှာမယ်။ကပ်ကဘလို့ထွက်တယ်လဲဆိုတာဘာသာပုံဘာကြောင့်ဖြစ်တယ်လဲဆိုတာလေးကိုတိဖို့အတွက်လိုတယ်။လိုတယ်ဆိုတော့အခုဒီမှာအလဲတဲတဲမှာ maximum ဖြစ်နေတဲ့နေရာလေးကိုကြည့်လိုက်။ maximum ဖြစ်နေတဲ့နေရာဒီ x တန်ဘိုးဘလောက်လဲ0မှာเนาะ0မှာဒါဆိုရင်အခုတချို့တို့စဉ်းစားရမယ့်ဟာဒီ cos ကိုစဉ်းစားရမှာဖြစ်တယ်။ cos ကိုမှ special angle နဲ့ပဲစဉ်းစားเนาะ special angle မှာမှာ special angle ဆိုပါလေ30 60 45ကိုပြောတာအဲ့ဒီ special angle နဲ့စဉ်းစားလိုက်ဒါဆိုရင်အဲ့ဒီ30 60 45ထဲမှာเนาะ30 60 45ထဲမှာဒီချက်အရှိမတော့ကတင်ခဲ့ဘူးတယ်เนาะကလေးတွေကကိုယ်နဲ့စတိုက်တင်ထားတဲ့ကလေးကတော့ဒါလေးတိပိတာဖြစ်မယ်เนาะအဲ့ဒီမှာ30 degree အတွက်ဆိုရင်1.2 root 3 by 2 1 by root 3ဆိုပြီးဒါ sin cos 10လေးကိုတိခဲ့ပြီးသား နော် triangle နဲ့ကြည့်လဲရတယ်ဒါတင်ပြီးသားပေါ့အသေးစိတ်တော့ပြန်မပြောတော့ဘူးနော်ဒါဆိုရင်30ဆိုရင်1.2 root 3 by 2 1 by root 3 60ဆိုရင်ကြတော့ root 3 by 2 1.2 root 3နော်ဒီလိုလေးရှိတာအဲ့ဒီထဲကမှတီချာတို့ပေးမဲ့တန်ဘိုးဒီဘာဖြစ်တာကိုပေးမလဲဆိုတော့ဒီလိုကိန်းပြေးရတာလေးပေးမယ်ပေါ့ဟုတ်လားကိန်းပြေးရတာလေးပေးဆိုတော့ဒီမှာက ရူတရီတွေနဲ့ဆိုဓာတ်တမနဲ့ထွက်နေကိုနေရာချရတာ exact value မဖြစ်ဘူးเนาะဒါကြောင့် exact value ဖြစ်ဖို့အတွက်ဆိုရင်ဘာရတဲ့ဟာလေးပေးမလဲဆိုတော့1.2ရတဲ့ဟာပေးမှာအခု teacher တို့က cost ဖြစ်တဲ့အတွက် cost 1.2ရနေတာဟာဘယ်လောက်မှာလဲ cost တန်ဖို့1.2ရတာဟာ60မှာရတာဟုတ်လား cost 60เนาะဒါဆိုရင် cost 60 ဖြစ်တဲ့အတွက်ဒီရာ60ကိုပေးလိုက်ရင်တန်ဖိုးအတိအကျထွက်မယ်1.2ဆိုတော့ဒီမှာ1.2ထည့်လိုက်ရင်เนาะ cos 60က1.2ဆိုတော့1 1.2ဖြစ်မှာဒါအပေါ်တင်လိုက်ဘာရမှာ2ရမှာလေဆိုတော့ဆက်တန်ဖိုးက2ရသွားမှာပေါ့ set 60ကဒါဆိုဂိမ်းပြည့်ထွက်တဲ့အတွက် exact value ရတယ် နော်ကြိုက်တဲ့တံပိုးတော့ပေးလို့ရတယ်နော် point ကကိုကချလို့ရတယ်သို့တော့တိကျတဲ့အဖြေလေးမြင်သာတဲ့အဖြေလေးကိုပေးမယ်ဆိုရင် cost အတွက်ဆိုရင်ဘာကိုပေးမလဲ60ကိုပေးမှာဖြစ်တယ်ဒါဆိုဒီမှာက radian နဲ့ပဲသုံးတာဖြစ်တဲ့အတွက်60ဆိုရင် radian ကဘယ်လောက်လဲ pin pin 3ဖြစ်တယ်เนาะဒါကြောင့်မလို့တချို့က2 point ထပ်ပေးမယ် pin pin 3ထပ်ပေးမယ်ပေါ့เนาะအဲ့ဆိုတော့ pin pin 3ထပ်ပေးမယ်ဆိုတော့ဒီအခုဖြတ်နေတဲ့ maximum point လေးရဲ့ဒီဘက်ကို 30 sorry ဒီဘက်ကို60ဒီဘက်ကို60ပေးမှာနော်0ကနေဒါဆို0ကနေဒီဘက်ကို60ဆိုတော့ minus pi/3 ပေါ့နော်ဒီဘက်ကို minus pi/3 ဒီဘက်ကို pi/3 ပေးမယ်ဒါဆိုရင်ဒီချက်တို့က pi/3 ဆိုရင်ဓတမကဘယ်လောက်နဲ့ထွက်လဲ1.04ဆိုတော့1.0 0မို့လို့1လောက်မှာပဲရှိမှာเนาะ1လေးမှာ1လေးမှာပြီးမယ်ပေါ့အဲ့ဒါဆိုရင်ဒီ1နေရာလေးဒီတာပိုင်းပိုင်း 3ဖြစ်မှာเนาะပိုင်းပိုင်း3ဖြစ်မှာဒါဆိုဒီဘက်မှာ -1 လေးရဲ့ဘောက minus 1 point လေးပေါ့เนาะ -1 point လေးဒီဘလောက်လဲ minus ပိုင်းပိုင်း3ရှိမဲ့နေရပေါ့ဒါဆိုရင်အခုဒီချက်ကအဲ့ဒီပိုင်းပိုင်း3ပေးရင်เนาะပိုင်းပိုင်း3ပေးရင်ဘယ်မှာလာပေးမှာလဲ cos မှာလာပေးမှာเนาะ cos မှာလာပေးမှာဖြစ်တဲ့အတွက် cos ပိုင်းပိုင်း3ပေးမှာเนาะသဘောပေါက်လား set x ဆိုတာက 1 by cos မှာလာအဲ့ဒီ1 by cos မှာ cos ကိုဒီခြေက by by 3ပေးမှာဆိုတော့ cos by by 3ကဘယ်လောက်လဲ1 by 2ဒါဆိုရင်1 by 1 by 2ဆိုအပေါ်တင်လိုက်တော့2ရတယ်ဒါဆိုရင် set by by 3ဒီဘယ်လောက်လဲ2ပေါ့နော်ဒါဆိုရင် by by 3 2မှာတပွတ်နော်2မှာတပွတ်ဆိုတော့ဒီ1ကနေအပေါ်တက်ဒီမှာ2မှာတပွတ် ဒါက pi by 3,2နောက်တစ် point ကကြာ minus ဖက်ကိုပေးမှာအဲ့တော့ minus pi by 2ကလည်း1 by 2ရတယ် cos minus pi by 3ရနော် cos minus pi by 3ကဘယ်လောက်လဲ1 by 2ပဲဒါဆိုရင်ဒီချက်ရက် set လိုချင်တာဆိုပြောင်းပြန်လှမ်းရမှာနော် set pi pi 3ကိုလိုချင်ပြောင်းပြန်လှန်တော့2ပေါ့เนาะဒါကြောင့်မို့လို့ pi pi -pi pi 3 comma လဲ2ပဲเนาะ set minus pi by 3 comma 2ဆိုတော့ဒီပေါ်လာမယ်ဒီမှာလာဟုတ်ပြီလားဒါဆိုရင်ဒါက minus pi by 3 comma 2ပေါ့ဒီလိုဖြစ်မယ်နော်အဲ့လိုဖြစ်မယ်ဆိုရင်အဲ့တော့ graph ကဘယ်လိုထွက်လာမလဲဒီချက်တော့ဒီ point 3 point ကိုဘာလို့မှာဒီလိုလေးဆက်မှာဖြစ်တယ်နော်ဒီလိုလေးဆက်တော့ပုံဒီပါပုံထွက်လာမှာလဲဘာသော ပုံမထွက်သွားဘူးလား ထွက်သွားတယ်เนาะဘာသာပုံထွက်သွားတယ်ဒါဆိုရင်ဒီလိုပုံလေးထွက်ရင်ကြံတဲ့ point ကမရှာတော့ဘူးပေါ့တချို့တို့ဒီမှာပိုင်ဆိုလဲပိုင်ရဲ့ဒီဘက်ကိုပိုင်ပိုင်3နှုတ်မယ်ပိုင်ရဲ့ဒီဘက်ကိုပိုင်ပိုင်3ပေါင်းမယ်ဒါဆိုနောက်ထပ်ဒီမှာ point ထွက်လာမှာ point ထွက်လာရင် तू ကဘာပုံထွက်မလဲဂားငယ်ပုံထွက်လာမှာဖြစ်တယ်เนาะအဲဒီမှာဆိုလဲဘာဖြစ်မလဲဂားငယ်ပုံထွက်လာမှာဖြစ်တယ် ဒါဆိုသူ့နဲ့ပုံစံတူတချေတော့ဒီလိုလိုက်ဆွဲလိုက်ရင်ရပြီဖြစ်တဲ့အတွက်ဒီမှာ၃ချိုးနဲ့ဆွဲလဲရတယ်ချေတော့2ပိုင်အထိဆွဲထားတာဖြစ်တဲ့အတွက်ဒီမှာလဲ graph တစ်ခုထည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီချေတော့အခုရမယ့်ပုံလေးဒီဘယ်လိုဖြစ်သွားမလဲဆိုပုံချော်လေးဒီမှာကြည့်အောင်နော် point နေရာတော့ချင်းဒီမှာတက်ပြပြီးဖြစ်တဲ့အတွက် point မတက်ပြတော့ဘူးနော်ဆိုတော့ဒီမှာပုံအချောကဒီလိုလေးထွက်မယ်ရမယ်နော်ပုံအချောကဒီလိုလေးထွက်မယ်ဆိုတာကဒီချေတော့ဒီမှာ1.1 2မှာဒီမှာ2 point ထွက်မယ်ဒီမှာ2 point ထွက်မှာဒါက pi pi 3 2နဲ့ဒါက minus pi pi 3 2အဲเนาะအဲ့လို2 point ရရင်ရပြီကျန်တာသူ့နဲ့ similarity ဒီအစမ်းတုတ် line တစ်ခုကိုမထိမဲ့เนาะအဲ sin cos graph ရဲ့ minimum ဖြစ်မဲ့ point ဆိုရင် minimum ရဲ့အောက်ဖက်ကိုလှည့်ရမှာဖြစ်လို့ဘာဖြစ်သွားမလဲ open down ဆိုရမယ် နော်ပြီးရင်ဒီမှာ minimum ဖြစ်နေတဲ့နေရာကနေဆို open down ဆွဲရမယ်ဒီလို maximum ဖြစ်နေတဲ့နေရာကနေဆိုဘာဆွဲမလဲ opens up ဆွဲပြရမှာဖြစ်တယ်နော်ပြီးရင်အဲ့ဒါဘာလေးတတ်မလဲမြားလေးတွေတတ်တာဘာလို့လဲဆက်ဆွဲလို့ရသေးတာမို့လို့နော်မြားလေးပါမယ်မြားလေးပါမယ်ဒါကဘယ်လိုရေးရမလဲဆိုတော့ y equal to set x အတွက်ဂရပ်ပေါ့ ရမယ်နော်အဲ့တော့ y equal to set x အတွက် graph ကအဲ့ဒါလေးရပြီးပြီဆိုရင်မလုပ်မလဲဆိုတော့ချေရရေးရမယ့်ဟာလေးတွေရှိတယ်ဗောဒီမှာအစမ်းတုတ် line ပါတာဖြစ်တဲ့အတွက်ဗာရေးရမလဲအစမ်းတုတ်ရေးမယ်အဲ့ဒီအစမ်းတုတ်ဒီဘေးဒီမှာလဲဆိုတော့ပိုင်းပိုင်းတူးမှာအဲ့ဆိုတော့ plus or minus ပိုင်းပိုင်းတူးဗောနော် plus or minus ပိုင်းပိုင်းတူးပြီးရင် plus or minus 3 by by 2ပေါ့ y exists အတိုင်းဖြစ်မှာလीเนาะ y exists အတိုင်းဖြစ်မှာဖြစ်တဲ့အတွက်ဘာဖြစ်မလဲဆိုတော့ pi by 2 plus or minus pi by 2 plus or minus 3 pi by 2 and so on เนาะကဲအဲ့ဒါလေးရေးမယ်အဲ့ဒါလေးရေးမယ်ဆိုတော့အဆမ်းတုပ်ပေါ့เนาะအဆမ်းတုပ်က equal to plus or minus pi by 2 comma plus or minus 3 ပိုင်းပိုင်းဒူကောမာ and so on ဟောတာသူရဲ့အဆမ်တုတ်လိုင်းเนาะအဲ့ဒီအဆမ်တုတ်လိုင်းရရင် domain တခါလေးရေးเนาะ domain ကအဆမ်တုတ်ကိုပယ်ရမှာဖြစ်တဲ့အတွက်ဘာဖြစ်သွားမလဲ the set of x as that x ကိုဒါပယ်ရမယ့်ဟာဖြစ်သွားပြီသူကလွယ်ပြီပေါ့เนาะအဆမ်တုတ်လိုင်းကလွယ်ပြီကြံတဲ့နေရာမှာ graph ဆွဲလို့ရတယ်เนาะအဲ့ဒါကြောင့်မလို့သူကလွယ်လို့လို့ရေးမှာဖြစ်တဲ့အတွက် the set of x as that x ဟာ not equal to plus or minus pi by 2 comma plus or minus 3 pi by 2 comma and so on ပေါ့เนาะဒါက domain range လေးစဉ်းစားမယ် range ကကြတော့ the set of y such that เนาะ y တန်ဖိုးကြည့် y တန်ဖိုးဟာဒီတန်ဖိုးရဲ့အပေါ်မှာ graph ရှိတယ်เนาะကျတော့ဒီ0ကနေအာ y တန်ဖိုး1ကနေအပေါ်ဘက်မှာရှိတယ်เนาะ ဝိုင်တန်ဘိုဝိုင်းရဲ့အပေါ်ဘက်မှာရှိတယ်။ပြီးရင်အောက်ဘက်မှာဆိုရင်ဝိုင်တန်ဘို -1 ရဲ့အောက်ဘက်မှာပဲ graph ရှိတယ်။ तू ကဒီ cos ကိုကြည့်ရမှာမဟုတ်ဘူးเนาะ cos ရဲ့ဘြောင်းမြန်ဖြစ်တဲ့အခုဒီချက်လို့ဆွဲထားတယ်ဒီ graph လေးရဲ့ ဒီကပ်လေးရယ်ဒီကပ်လေးရယ်အဲ့ဒါကိုကြည့်ရမှာဒါဆိုရင်အပေါ်ဘက်မှာကဝိုင်းတန်ဖို့1ရယ်အထက်မှာပဲ graph ရှိတယ်ဒါဆိုတော့1ထက်ကြီးမယ်ပေါ့နော်ပြီးရင်ဒီမှာကျတော့အောက်ကျတော့ -1 ရယ်အောက်မှာပဲရှိတယ်ဒါကြောင့်မလို့ -1 အောက်ငယ်တယ်အဲ့တော့ तू က on နဲ့ရေးရမှာနှစ်ချမ်းပေါ့နော် -1 အောက်ငယ်ပြီး1ထက်ကြီးတယ်လို့ရေးရမှာဒါဆိုတော့ဘာဖြစ်မလဲ range က y ဟာ less than or equal minus 1 minus 1နဲ့ minus 1 out ပြီးရင် or ဒါမှမဟုတ် y ဟာ greater than or equal 1 1နဲ့ညီပြီး1ထက်ကြီးเนาะအဲ့ဒါသူရဲ့ range ပေါ့ period ကကြတော့ period ကကြတော့2ပိုင်းပိုင်း b ပဲ။ဒါကြောင့်လဲ cost ကိုယူရမှာမဟုတ်လို့နော်။ cost graph တော့ period ဒီ2ပိုင်းပိုင်း b ဖြစ်တယ်ပေါ့နော်။2ပိုင်းပိုင်း b ဖြစ်တဲ့အတွက် teacher တို့ဒီမှာ b ကသူရဲ့မြောက်ပေါ်ကိန်းမပါသေးဘူး1မဟုတ်လို့သူရဲ့ period ဒီ2ပိုင်းဖြစ်တယ်။နော်။ဒါဆိုရင် graph မှာတတ်ချင်ရင်ဘယ်နှမှာတတ်မလဲ။2ပိုင်းဆိုတော့0ကနေ2ပိုင်းအထိဆွဲမယ်ပေါ့နော်။0ကနေ ထူပိုင်အထီးဆွဲနော်ဒီအပေါ်ဒီအဆက်ကလေးနဲ့တဲ့အောင်ပေးတန်းထောက်လို့ပြောထားတယ်နော်မညီမှဆိုလို့အဲ့တော့အဲ့ဒီအထီးဆွဲလိုက်အဲ့ဒါလေးက period period ကဒူပိုင်ဒါပဲပေါ့နော် ကဲအဲ့ဒါဆိုရင်ဒီစရောကဒီစာရေးတဲ့ဟာကနော်အပေါ်မှာဒါအရင်ရေးတယ်နော်ဒါအရင်ရေးတယ်ခုနကဒီစရောပြောပြီးသားနော်ဒီစရောဒီမှာ5 key point ကိုကပြန်ပြန်ပြီးမယူယူမရေးပြီးတော့တာဖြစ်တယ်5 key point ထဲမှာဆိုရင်ဒီအပေါ်က9 point ကိုထည့်ရမှာလို့ပြောထားတယ်နော်5 key point လို့ရေးချင်ဒီအပေါ်9 point ကိုရေးရမှာဖြစ်တယ် ပြီးရင်ဒီအောက်နှစ်ပွိုင်းကဒီတော့ graph ဆွဲတာတခုနဲ့အဲ့လိုနင်းမှဆိုလို့နှစ်ခု ပို့ထည့်ပေးထားတာဖြစ်တယ်နော်အဲ့ဆိုတော့ dahlia 5 key point ထည့်ခြင်းဒါလေးနဲ့ရေးရေးပြီးဆိုတာက set graph အတွက်ရသွားပြီပေါ့နော်အဲ့ဒါရေးမယ်ပြီးရင်ဒါကိုအရင်ရေးမယ်ရေးပြီးမှသာဒီတော့ဘာလုံးမှလဲပုံဆွဲမှဖြစ်တယ်ရမလားကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်မှပို့ set graph အတွက်ကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ